ခုချိန်မှာတရုတ်နိုင်ငံဟာပြိုကွဲလူနီးပါးဖြစ်နေပါတယ်။လူတွေဟာ6လလောက်လာတာမရရှိခဲ့ကြပါဘူး။စက်ရုံလုံသမားတွေလူတွေဟာစိတ်ကုံလာပြီးစက်ရုံတွေကိုမီးရှို့နေကြပါတယ်။နိုင်ငံတစ်ခွန်းမှာစက်ရုံတာသင်ပေါင်းများစွာကိုမီးရှို့ဖျက်ဆီးနေကြတာပါ။သူတို့လာတာမရတာကြောင့်တကယ်ကိုစိတ်ပြတ်နေကြတာပါ။တရုတ်နိုင်ငံဟာအတွင်းပိုင်းကနေပြိုကွဲလာနေပါတယ်။လူတွေစာလောင်နေတဲ့အခါပတ်စံမရှိတဲ့အခါအစိုးရဟာပြိုလဲသွားနိုင်ပါတယ်။ဒီလိုမတည်ငြိမ်တဲ့အခြေခံအုတ်မြစ်နဲ့ဆက်လက်တည်ရှိနိုင်မှာမဟုတ်ပါဘူး။ ရှီကျင်းဖင်ဟာအခုချိန်မှာကမ္ဘာပေါ်ကနိုင်ငံတိုင်းကိုချိန်ချောင်းနေပါတယ်။တရုတ်နိုင်ငံဟာအမေရိကန်နဲ့ပူးပေါင်းဆောင်ရွက်ပြီးသဘောတူညီမှုလုပ်တဲ့နိုင်ငံတွေကိုလက်တုံ့ပြန်မယ်လို့ပွင့်ပွင့်လင်းလင်းသတိပေးချက်ထုတ်ပြန်ခဲ့ပါတယ်။ဒီသတင်းဟာရှီကျင်းဖင်ကတရုတ်လူမျိုးတွေဟာတမိုင်းတခြားဘယ်နိုင်ငံကိုမှအနိုင်ကျင့်ခဲ့ဘူးတာမရှိဘူးလို့ပြောကြားပြီးတပတ်အကြာမှာပဲထွက်ပေါ်လာတာပါ။ဒါကြောင့်မေကွန်းတစ်ခုပေါ်ပေါက်လာပါတယ်။ဘာကြောင့်သူဒီလိုယူသွတ်တဲ့လုပ်ရက်တွေလုပ်နေတာလဲ။ဘာကြောင့်အခုချိန်မှာလုပ်နေတာလဲ။ ဒါကိုနားလေဖို့တရုတ်နိုင်ငံအတွင်းပိုင်းကိုကြည့်ရမှာပါတရုတ်ကွန်မြူနတီပါတီအတွင်းမှာအာဏာရုံးကံမှုတစ်ခုဖြစ်ပေါ်နေပါတယ်တရုတ်ထိပ်တန်းပုဂ္ဂိုလ်တွေကအများပြားဟာရှီကျင်းဖင်ကိုစန့်ကျင်ပြီးပူးပေါင်းကြံစည်နေကြပါတယ်လွန်ခဲ့တဲ့နှစ်အနည်းငယ်တွင်အမေရိကန်တရုတ်ပညာရှင်တွေကြားမှာအကြီးမားဆုံးညှဉ်းခုံမှုတစ်ခုကတော့ရှီကျင်းဖင်ရဲ့ဘေးကမာနီဝါဒီတွေဟက်လိုင်နာတွေရဲ့အင်အားဟာဘလောက်ရှိတယ်လဲဆိုတာပါသူကသူ့ကိုယ်သူမျှတတဲ့သဘောထားရှိသူဖြစ်ပြသခဲ့ပြီးမော်စီတုံးလိုလိုက်နာတဲ့ဘဲဘက်စွန်းတွေနဲ့ မာနီဝါဒီတွေကြားမျှကြေထိန်းသူတဦးလို့သရုပ်ဖော်ခဲ့ပါတယ်။ဒီလိုမျိုးထုတ်ပြန်ကြေညာချက်မျိုးထွက်လာတဲ့အခါဒါဟာရှီကျင်းဖင်ဟာဖိအားတွေနဲ့ရင်ဆိုင်နေရတယ်ဆိုတဲ့လက္ခဏာတစ်ခုပါ။သူဟာအမေရိကန်စန့်ကျင်ရေးတစ်ခုခုပြောရမှာဖြစ်ပြီးသူတို့ကအမေရိကန်စန့်ကျင်ရေးအများကြီးကိုပြောနေပြီးသားပါ။ဥပမာအမေရိကန်ဟာဆုတ်ယုံနေတယ်အကျင့်ပြတ်နေတယ်အမေရိကန်ဟာအစိတ်စိတ်မှွားမှွားပြိုကွဲသွားမယ်ဆိုတဲ့တရုတ်စာအုပ်တချို့တောင်ထွက်ပေါ်ခဲ့ပါတယ်။ ဒါဟာအမေရိကန်တို့ရဲ့တရုတ်ပြိုလဲမှုဆိုတဲ့အယူအဆနဲ့ညီမျှတဲ့သူတို့ရဲ့အမေရိကပြိုလဲမှု theory တစ်ခုပါ။ဒါကြောင့်သူဟာဖိအားတွေနဲ့ရင်ဆိုင်နေရပါတယ်။ပေကျင်းကနေထွက်ပေါ်လာတဲ့ကောလာဟာလာအချို့ရအာဏာရုံးကံမှုတစ်ခုဖြစ်ပေါ်နေတယ်လို့ဆိုပါတယ်။ပြုပြင်ပြောင်းလဲရေးသမားကောင်းဆောင်တို့ရဲ့သားတွေကရှီကျင်းဖင်ကိုဝေဖန်နေတယ်လို့တစ်ဖက်မှာရှိပြီးနောက်တစ်ဖက်မှာတော့မာနီဝါဒီတွေအမေရိကန်တို့ထင်တာထက်အများကြီးအားကောင်းနေနိုင်ပါတယ်။ဒါဟာအမေရိကန်တို့အတွက်သတင်းကောင်းမဟုတ်ပါဘူး။ ဒါပေမဲ့ပြီးခဲ့တဲ့တစ်ပတ်မှာသူတို့ဟာအနှဲငယ်ပျော့ပြောင်းလာတယ်လို့ထင်ရပါတယ်။သူတို့ကဒီလိုပြောခဲ့ပါတယ်။အကယ်၍မစ္စတာထရန့်ကသူကိုသားပြုမဲ့တာဝန်ခံတဦးကိုအမိတက်ပြီးသတ်မှတ်ပေးမယ်ဆိုရင် သူတို့ဟာဆွေးနွေးပွဲတွေစတင်မယ်လို့ပြောပါတယ်။ဒါပေမဲ့ဒါကမမှန်ဘူးလို့ထင်မိပါတယ်။ဒါဟာပြုပင်ပြောင်းလဲရေးသမားတွေကြိုးစားနေတာမျိုးပါ။ဒါပေမဲ့မစ္စတာထရန့်ကဆွေးနွေးပွဲတွေကိုတာဝန်ယူမဲ့တာဝန်ခံတဦးကိုအခုထိအမိမသတ်မှတ်ရသေးပါဘူး။ပြီးခဲ့တဲ့အချိန်တုန်းက ်သင်သိတဲ့အတိုင်းအဲ့ဒါဟာ Bob Lighthizer ဖြစ်ခဲ့ပါတယ်သူက American ကုန်သွယ်ရေးကိုယ်စားလှယ် USTR ဖြစ်ခဲ့ပြီးတခါတရံမှာဘန်နာရေးဝန်ကြီးလည်းဖြစ်ခဲ့ပါတယ်ဒါပေမဲ့အခုကြည့်ရတာတရုတ်နဲ့အချင်းတွေဟာချောမွေးတဲ့အနေထားမဟုတ်သလိုစန့်ကျင်ဘက်ဖြစ်နေပုံပါပဲဒီပုံမှာထပ်ပြီးတရုတ်နိုင်ငံရဲ့စီးပွားရေးအခြေအနေဟာအလွန်ဆိုးရွားလာနေပြီးတရုတ်ဆိုရှယ်မီဒီယာတွေပေါ်ကဗီဒီယိုတွေဟာအခုအချိန်မှာစိတ်ပြတ်အားငယ်နေတဲ့စီးပွားရေးလုပ်ငန်းရှင်တွေအကြောင်းအကြောင်းအရာတွေကိုအနီးကပ်စောင့်ကြည့်ခံနေရပါတယ် ဒီလုပ်ငန်းရှင်တွေဟာအမေရိကန်ကနေတန်းနဲ့ချီတဲ့ order တွေဆုံးရှုံးနေရတာပါတရုတ်ကွန်မြူနတီပါတီ CCP ကဒီလုပ်ငန်းရှင်တွေဟာပါတီကိုဒါမှမဟုတ်ရှီကျင်းဖင်ကိုအပြစ်တင်တာမျိုးမဖြစ်စေချင်ပါဘူးဒါကြောင့်ပါတီဒါမှမဟုတ်ခေါင်းဆောင်မှုကိုဝေဖန်တဲ့ post တစ်ခုခုတွေ့တိုင်းအဲ့ဒီ post တွေဟာပျောက်ကွယ်သွားပါတယ်အခုသူတို့ဟာပြည်ပကိုပါအလားတူလုပ်ဖို့ကြိုးစားနေပါတယ်တရုတ်နိုင်ငံဟာသတိပေးချက်တစ်ခုထုတ်ပြန်ခဲ့ပြီးအမေရိကန်နဲ့ပူးပေါင်းဆောင်ရွက်ပြီး တရုတ်ရဲ့အကျိုးစီးပွားကိုထိခိုက်စေတဲ့နည်းလမ်းတွေနဲ့ဆက်ဆံတဲ့နိုင်ငံတွေကိုလက်တုံ့ပြန်မယ်လို့ဆိုပါတယ်။တရုတ်နိုင်ငံဟာတရုတ်ရဲ့အကျိုးစီးပွားကိုဆွတ်လွပြီးသဘောတူညီမှုတစ်ခုခုကိုလှုပ်ဆောင်တဲ့ဘဲပါတီမဆိုပြင်းပြင်းထန်ထန်ဆန့်ကျင်ပါတယ်။ဒီလိုဖြစ်လာရင်တရုတ်နိုင်ငံကလက်ခံမှာမဟုတ်ပါဘူး။ပြက်ပြက်သားသားအပြန်အလှန်တံပြန်စီမံတွေယူဆောင်မှာပါလို့တရုတ်ကုသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကပြောကြားခဲ့ပါတယ်။ဒါပေမဲ့မေကွန်းတစ်ခု ပေါ်ပေါက်လာပါတယ်။အမေရိကန်ရဲ့သဘောတူညီမှုတစ်ခုခုလှုပ်ဆောင်တဲ့နိုင်ငံတစ်နိုင်ငံက တရုတ်ရဲ့အကျိုးစီးပွားကိုထိခိုက်စေတယ်လို့တရုတ်ကဘာကိုအတိအကျဆိုလိုတာလဲဒီမှာ2018ခုနှစ်ကိုပြန်ကြည့်ရမှာပါဒီ2018ခုနှစ်မှာတမနာထရန့်ကတရုတ်နိုင်ငံပေါ်အခွန်အရေးချမှတ်ခဲ့တဲ့အခါတရုတ်ကဘာလှုပ်ဆောင်ခဲ့တယ်လဲသူတို့ကသဘောတူညီမှုတစ်ခုလှုပ်ဆောင်ခဲ့ပါတယ်ဒါပေမဲ့အခွန်တွေကဆက်လက်တည်ရှိနေခဲ့ပြီးတရုတ်ကသူတို့ရဲ့ထုတ်ကုန်တွေကိုအခြားနိုင်ငံတွေကနေတင်ပို့လာခဲ့ပါတယ်ဒီနိုင်ငံတွေထဲမှာဗီယက်နမ်ကမ်ဘောဒီးယားနဲ့မက္ကဆီကိုတို့ပါဝင်ပါတယ် တရုတ်ကုမ္ပဏီတွေကတိုလောင်ယုံတွေတီထောင်ခဲ့ပြီးဓာရီဟာအမှန်တကယ်ဆက်ယုံတွေမဟုတ်ခဲ့ပါဘူးဓာရီဟာအခြေခံအဖြစ်တိုလောင်ယုံတွေပါတရုတ်နိုင်ငံမှာထုတ်လုပ်တဲ့တရုတ်ထုတ်ကုန်တွေဟာဒီတတိယနိုင်ငံတွေကတိုလောင်ယုံတွေစီရောက်လာပါတယ်အဲ့ဒီမှာ made in china ဆိုတဲ့ဒစိမ့်ကိုဥပမာ made in vienna ဒါမှမဟုတ် made in mexico ဆိုတဲ့ဒစိမ့်နဲ့အစားထိုးလိုက်ပါတယ်ပြီးတော့အဲ့ဒီထုတ်ကုန်တွေကို american ပြည်ထောင်စုစီအခွန်မထမ်းဘဲတင်ပို့လိုက်ပါတယ် ဒါဟာတရုတ်နိုင်ငံကအမေရိကန်ခွန်တွေပေးဆောင်ရမှုကိုရှောင်ရှားခဲ့တဲ့နီလန်အတိတ်ကြပါဒီတစ်ချိန်မှာသမ္မတထရန့်ကဘာလုပ်နေသလဲသူကအတိတ်ကြပြတ်မှတ်ထားနေပါတယ်အမေရိကန်ပြည်ထောင်စုနဲ့အခွန်သဘောတူညီချက်ညှိနှိုင်းလိုတဲ့နိုင်ငံတိုင်းမှာအခွန်အားလုံးကိုရပ်ဆိုင်းထားမဲ့60ရက်ကာလရှိပါတယ်အဲ့ဒီချိန်မှာအကျိုးသက်ရောက်မှုရှိတဲ့တခုတည်းသောခွန်ကတော့တရုတ်နိုင်ငံကလွဲလို့နိုင်ငံတိုင်းအတွက်တစ်ဆယ်ရာခိုင်နှုန်းခွန်နှုန်းပဲဖြစ်ပါတယ်အခုသူတို့ကသဘောတူညီချက်တခုလိုချင်တယ်ဆိုရင်သမ္မတထရန့်ကခေါ်တဲ့ လွတ်မြောက်ရေးနေ့မှာကျင်းညာခဲ့တဲ့အခွန်တွေနှောင့်နှေးဖို့လိုအပ်ရင်ဒီနိုင်ငံတွေအနေနဲ့သဘောတူရမယ့်အရာတစ်ခုကတော့တရုတ်နိုင်ငံကိုသူတို့နိုင်ငံတွေကိုအမေရိကန်အခွန်တွေကိုရှောင်ရှားဖို့အသုံးပြုခွင့်မပေးဖို့ပါ။ဒါဟာမစီမဆိုင်တဲ့တောင်းဆိုမှုတစ်ခုလို့မထင်ရပါဘူး။ကမ္ဘာကုန်သွယ်ရေးအဖွဲ့ World Trade Organization ရဲ့အစည်းအဝေးအရ2018ခုနှစ်နောက်ပိုင်းမှာတရုတ်လုတ်ခဲ့တာဟာတရားမဝင်ပါဘူး။သင်ဟာတတိယပါတီနိုင်ငံတစ်ခုကိုအသုံးပြုပြီးထုတ်ကုန်တစ်ခုမှဘာတန်ဘိုးမှထပ်မထည့်ပဲ အဲ့ဒီထုတ်ကုန်ကိုနောက်ထပ်နိုင်ငံတစ်ခုစီတင်ပို့လို့မရပါဘူး။ဘာကြောင့်လဲဆိုတော့တင်လုံနေတာထုတ်ကုန်ရဲ့မူလအစကိုအာဏာပိုင်တွေကိုလှည့်စားဖို့ကြိုးစားနေတာပဲဖြစ်ပါတယ်။တရုတ်နိုင်ငံအတွက်ကံမကောင်းသွားနေပဲနိုင်ငံတွေကဒီအချက်ကိုလက်ခံဖို့ပွင့်လင်းနေကြပြီးသဘောတူနေကြပါတယ်။ဒါကြောင့်ပဲတရုတ်နိုင်ငံဟာမဟာမိတ်တွေဆွဲဆောင်မှုညှို့ယူတဲ့နီးပြူဟာကိုဆွန့်လွတ်လိုက်ပြီးအခုတော့ရိုက်ပြီးထိမ့်ချုပ်တဲ့နီးလန်းကိုသုံးဖို့ကြိုးစားနေပါတယ်။သူတို့ကကမ္ဘာတစ်ခွမ်းကနိုင်ငံတွေကိုချိမ့်ချောက်နေပြီးအခြေခံအားဖြင့် ကျွန်တော်တို့စကားကိုနားမထောင်ရင်တင်တို့ပေးဆက်ရလိမ့်မယ်လို့ပြောနေတာပါဒါဟာ community တရုတ်ရဲ့နောက်ထပ်ကြီးမားတဲ့ view ဟာအမှားတစ်ခုပါသူတို့ရဲ့အဓိကကုံသွယ်ဘက်တွေအားလုံးဟာ American နဲ့နှစ်နိုင်ငံကုံသွယ်ရေးသဘောတူညီချက်တွေလှုပ်ဆောင်တော့မယ်ဆိုတာကိုသူတို့အခုမှသဘောပေါက်လာကြပါတယ်ဒီသဘောတူညီချက်တွေကတရုတ်နိုင်ငံကိုသူတို့ရဲ့ဈေးကွက်တွေကနေဖယ်ထုတ်ဖို့လိုအပ်ပါတယ်ဒီနိုင်ငံတွေနဲ့ကုံသွယ်ရေးစစ်ပွဲတွေဖြစ်ပေါ်လာမယ်လို့တရုတ်ရဲ့တုံ့ပြန်မှုတွေကချိန်ချောက်နေပါတယ်။ဒါပေမဲ့တရုတ်ရဲ့ဒီလှုပ်ရှားမှုဟာ တကယ်တမ်းမှာတရုတ်မလိုလားတဲ့အရာတွေကိုဒီနိုင်ငံတွေကိုအတိအကျလှုံ့ဆော်စီမှာပါ။ဘာကြောင့်လဲဆိုတော့တရုတ်ရဲ့ဒီထုတ်ပြန်ချက်ကအမေရိကန်ရဲ့အဆိုကိုတသက်ပြပြီးတရုတ်ဟာဒီနိုင်ငံတွေအားလုံးရဲ့ရန်သူဖြစ်တယ်ဆိုတာကိုပြသလိုက်တာပါ။သူတို့ရဲ့စီးပွားရေးကိုအကောက်အွယ်ပေးဖို့အကောင်းဆုံးနည်းလမ်းကတော့အမေရိကန်နဲ့မိတ်ဖက်ဖြစ်ပြီးတရုတ်ကိုဖယ်ထုတ်ဖို့ပါ။ဒါဟာ NDA စီမံခန့်ခွဲမှုတစ်ခုပါ။ဒီချိန်ချောက်မှုတွေဟာနောက်ဆက်တွဲအနေနဲ့ပုံပုံနီးကပ်တဲ့ကာကွယ်ရေးဆိုင်ရာဆက်ဆံရေးတွေကိုပါဖြစ်ပေါ်စီမှာပါ။ ကာကွယ်ရေးနဲ့ပတ်သက်တဲ့နောက်ဆုံးချက်ကိုအခုပဲဖြစ်ပေါ်နေတာကိုတွေ့မြင်နိုင်ပါတယ်။ VNN ဟာအခုဆိုရင် American ရဲ့ F15 တိုက်လေယာဉ်တွေကိုပုံမဝယ်ယူနေပါတယ်။တရုတ်နိုင်ငံဟာအခုဆိုရင်သူ၃နိုင်တဲ့ကတ်အားလုံးဒီဘက်ကိုကစားပြီးသွားပြီလို့ထင်ပါတယ်။တရုတ်နိုင်ငံမှာ iPhone ထုတ်လုပ်ရေးလိုင်းတွေကိုပိတ်ပစ်မှာလား။ Elon Musk ကတရုတ်မှာထုတ်လုပ်ပြီးတရုတ်မှာရောင်းချတဲ့ကမ္ဘာတစ်ဝန်းကိုရောင်းချတဲ့ထုတ်ကုန်တွေကိုပိတ်ပစ်မှာလား။ဒါတွေဟာတရုတ်စီးပွားရေးကိုအခြေခံထောက်ပံ့ပေးနေတဲ့အဓိကစီမံကိန်းတွေပါ။ အခုဘာတွေဖြစ်နေလဲဆိုတော့ data ရင်းအဆင့်မှာဖြစ်ပေါ်နေတဲ့အခြေအနေတွေပါ အခုသူတို့ဟာအဲ့ဒီစက်ရုံတွေကိုပိတ်လိုက်ကြပြီအဲ့ဒီဝန်ထမ်းတန်းပေါင်းများစွာဟာအိမ်ပြန်နေကြရပါပြီဒါပေမဲ့သူတို့အိမ်ပြန်လို့မရပါဘူးဘာကြောင့်လဲဆိုတော့သူတို့ရဲ့မိဘတွေဟာလွန်ခဲ့တဲ့နှစ်40လောက်ကစက်ရုံတွေမှာအလုပ်လုပ်ဖို့ကြေးရွာတွေကနေထွက်လာခဲ့ကြတာပါသူတို့ဟာလွန်ခဲ့တဲ့နှစ်20လောက်ကသူတို့ရဲ့အဖိုးအဖွားတွေနဲ့ကြီးပြင်းလာခဲ့ကြတာပါအခုအဲ့ဒီကြေးရွာတွေဟာပိတ်သိမ်းနေရပြီအသက်ကြီးတဲ့တက်ကြီးရွယ်တွေနဲ့ ကျေးရွာတွေဟာအိုမင်းလာပြီးတည်ဆုံနေကြပါပြီသူတို့အတွက်နူးညံ့တဲ့ဆန်စပါးကင်းတွေမရှိတော့ပါဘူးတရုတ်နိုင်ငံဟာလာမယ့်နှစ်တွေမှာအလုတ်လက်မဲ့ဖြစ်နေတဲ့နေရာရွှေပြောင်းခံရတဲ့အလုတ်သမားလူကြီးရဲ့အများပြားနဲ့ရင်ဆိုင်ရတော့မှာပါဒါကြောင့်တရုတ်နိုင်ငံဟာသူ့ရဲ့အတွင်းပိုင်းပြဿနာတွေနဲ့အလုတ်ရှုံနေရလိမ့်မယ်အရင်ဆုံးအဲ့ဒီပြဿနာတွေကိုဖြေရှင်းဖို့ဖိအားပေးခံရမှာပါအခုစစ်ပွဲမှာလည်းသူတို့နောက်ဆုတ်သွားရလိမ့်မယ်။တရုတ်နိုင်ငံဟာသူလုံဆောင်နိုင်တဲ့တုံ့ပြန်မှုတွေကုံဆုံးလာနေပြီး ဒါကြောင့်ပဲတရုတ်ပြည်သူတွေနဲ့တရုတ်စီးပွားရေးကိုထိခိုက်စေတဲ့ဒီလောက်ရတွေကိုလှုပ်ဆောင်မှုဖိအားပေးခံနေရတာပါဒီလှုပ်ရှားမှုဟာစိတ်ပြတ်အားငယ်မှုရဲ့အနံ့အသက်တွေထွက်နေရတယ်တရုတ်နိုင်ငံဟာခုဆိုရင်အမေရိကန်နဲ့သူတို့မကြိုက်တဲ့သဘောတူညီချက်တခုခုလှုပ်ဆောင်ရတဲ့နိုင်ငံတိုင်းကိုပွန့်ပွန့်လင်းလင်းချင်းချောင်းနေပါတယ်တရုတ်နိုင်ငံအလိုမရှိဆုံးအရာကကမ္ဘာကုန်သွယ်ရေးစနစ်ထဲကနေဖယ်ထုတ်ခံရမှာကိုပါတရုတ်နိုင်ငံဟာခေါင်းငုံထားပြီးရင်ကျေးဟန်ဆောင်ခဲ့ပေမဲ့သူတို့ဟာအနိုင်ကျင့်တဲ့အကျင့်ကိုထပ်မံပြလိုက်ပြီး သူတို့ကိုဘာကြောင့်ယုံကြည်လို့မရတာလဲဆိုတာကိုလူတိုင်းကိုပြန်လည်သတိပေးလိုက်ပါတယ်ဒီအခြေအနေကိုပုံမထူးခြားစေတာကတော့တပတ်ကြာမှာပဲ American ပြည်ထောင်စုမှာရှိတဲ့တရုတ်တန်ယုံကမော်စီတုံးနဲ့ရှီကျင်းဖင်တို့ရဲ့ဗီဒီယိုတွေကိုတင်ခဲ့ပါတယ်သူတို့တင်ခဲ့တဲ့ရှီကျင်းဖင်ရဲ့ဗီဒီယိုတစ်ခုမှာအခြေခံအားဖြင့်တရုတ်နိုင်ငံဟာတမိုင်းတလျှောက်ဘယ်နိုင်ငံကိုမှအနိုင်ကျင့်ခဲ့ဘူးတာမရှိဘူးလို့ပြောထားပါတယ်ဒါပေမဲ့အဲ့ဒီပြောဆိုချက်ထွက်ပြီးတပတ်ကြာမှာပဲတရုတ်နိုင်ငံဟာကမ္ဘာပေါ်ကနိုင်ငံတိုင်းကိုပုံမွေလင်းလင်းချိန်ချောင်းနေပါတယ် ရှီကျင်းဖျင်ဟာဗီယက်နမ်၊ထိုင်းနဲ့မလေးရှားလိုနိုင်ငံတွေကိုတွားရောက်ဖို့ပြင်ဆင်နေခဲ့ပါတယ်။ဒီခရီးစဉ်ရဲ့ message ကရှင်းပါတယ်။တရုတ်နိုင်ငံဟာနိုင်ငံတွေကိုအနိုင်ကျင့်တာမဟုတ်ဘူး။တရုတ်နိုင်ငံဟာဒန်းတူညီမျှအခြေခံပေါ်မှာသဘောတူညီချက်တွေလှုံ့ဆော်ကြပါတယ်။ဒါကြောင့်ပဲတရုတ်သမ္မတရှီကျင်းဖျင်ကိုယ်တိုင်ဒီနိုင်ငံတွေကိုလှည့်လည်တွားရောက်ခဲ့တာပါ။ဒါကသူတို့ပေးကျင်တဲ့ message ပါ။ဒါပေမဲ့အရာအားလုံးဟာစီစဉ်ထားသလိုဖြစ်မလာခဲ့ပါဘူး။ရှီကျင်းဖျင်ဟာ VNL နိုင်ငံတွေနဲ့သဘောတူညီချက်တချို့ကိုလက်မှတ်ရေးထိုးခဲ့ပေမဲ့ ဒါဟာဖော်ရွေတဲ့သဘောတူညီမှုတစ်ခုလို့မထင်ရပါဘူး။ရှီချင်းဖျင်ဟာဗီယက်နမ်နိုင်ငံကနေထွက်ခွာပြီးသွားတာနဲ့ဗီယက်နမ်ကအမေရိကန်ရဲ့ F16 တိုက်လေယာဉ်26စီးဝယ်ယူဖို့သဘောတူလိုက်ပါတယ်။ရှီချင်းဖျင်ကဗီယက်နမ်ကောင်းဆောင်တွေကိုဘာပြောခဲ့လဲဆိုတာအတိအကျမသိပေမဲ့သူပြောခဲ့တာကအမေရိကန်ကာကွယ်ရေးလုပ်ငန်းအတွက်အကောင်းဆုံးအကြောင်းမြင့်တင်မှုတစ်ခုဖြစ်ခဲ့ရမှာပါ။ဒါဟာဗီယက်နမ်နဲ့အမေရိကန်ပြည်ထောင်စုကြားအခုချိန်ထိအကြီးမားဆုံးကာကွယ်ရေးသဘောတူညီမှုဖြစ်ပြီးအမှန်တကယ်ကိုကြီးမားတဲ့ကိစ္စတစ်ခုပါ။ ဒီအချိန်ကိုက်မှုကလည်းတခုခု ပြောပြနေပါဗျ။အခုရှီကျင်းဖင်ဟာဒီနိုင်ငံတွေအားလုံးကိုဘလို့တွားရောက်ခဲ့လဲဆိုတာကိုပြောကြည့်အောင်။သူကတရုတ်သမ္မတရဲ့လေယာဉ်ဖြစ်တဲ့ China One ကိုအသုံးပြုခဲ့ပါဗျ။အဲ့ဒီလေယာဉ်က Boeing လေယာဉ်ပါ။ဒါပေမဲ့သူ Boeing လေယာဉ်နဲ့မထွက်ခွာခင်ရှီကျင်းဖင်ကတရုတ်လေကြောင်းလိုင်းတွေကို Boeing လေယာဉ်တွေမှာယူဖို့ရောဝယ်ယူဖို့ပါပိတ်ပင်ခဲ့ပါဗျ။ပါတောင်လဲဆိုတော့ Boeing ဟာ American မှာထုတ်လုပ်တာပါပြီးတော့သူ့ရဲ့ခရီးစဉ်ပြီးဆုံးသွားတဲ့အခါ ရှီကျင်းဖင်ဟာဒီခီးစဉ်နဲ့ပတ်သက်ပြီးတိတိတတ်တာမပျော်ရွှင်ခဲ့ဘူးလို့ထင်ပါတယ်။ဘာကြောင့်လဲဆိုတော့သူကဒီအမိန့်ကိုနှစ်ဆတိုးမြင့်လိုက်ပြီးတချို့လေကြောင်းလိုင်းတွေကိုသူတို့အစ်စ်လက်ခံရရှိထားတဲ့လေရင်တွေကိုပြန်လည်ပေးအပ်ဖို့ပါအမိန့်ပေးခဲ့ပါတယ်။ဒီသတင်းဟာအမေရိကန်တကွမ်းမှာခေါင်းကြီးပိုင်းသတင်းတွေဖြစ်လာခဲ့ပါတယ်။ဒီမှာအွန်လိုင်းမှာတွေ့ရတဲ့သတင်းတပုတ်ရှိပါတယ်။နိုင်ငံတကာသတင်းဌာနတွေကနေအများအပြားဖော်ပြခဲ့တဲ့သတင်းတွေမှာတရုတ်ရဲ့ Shaolin Airlines Strike ဥတီတဲ့ Boeing လေယာဉ်တစ်စီးဟာ မေရိကန်ရဲ့ King County နိုင်ငံတကာလေဆိပ်ကိုပြန်လည်ရောက်ရှိလာခဲ့တဲ့ဆိုတဲ့သတင်းမှာဒီလေယာဉ်ဟာ Pacific မုတ်တရားကို ဖြတ်ကျော်လာခဲ့ပြီးအခု American ပြည်မကြီးမှာရှိနေတာဟာဒီအခွန်တွေကြောင့်လို့သတင်းတွေမှာဖော်ပြထားပါဗျ။ရှီချင်းဖင်အတွက်ကတော့အရာအားလုံးဟာစီစဉ်ထားသလိုဖြစ်မလာခဲ့ပါဘူး။သူသွားရောက်ခဲ့တဲ့နောက်ထပ်နိုင်ငံတစ်ခုကမလေးရှားပါ။အခုမလေးရှားဟာတရုတ်ရဲ့ဒီဆုံးဖြတ်ချက်ကနေအကျိုးအမြတ်ရဖို့ကြိုးစားနေပါဗျ။အိန္ဒိယနဲ့မလေးရှားတို့က CCP တရုတ်ကွန်မြူနတီပါတီကငင်းမဲ့ထားတဲ့ဘုံးလင်းတွေကိုဝယ်ယူဖို့စဉ်းစားနေကြပါတယ်။တရုတ်နိုင်ငံကအမေရိကန်ရဲ့ထိပ်တန်းလေကြောင်းထုတ်လုပ်ရေးကုမ္ပဏီဖြစ်တဲ့ဘုံးကိုပြစ်မှတ်ထားပြီးအမေရိကန်စီးပွားရေးကိုထိခိုက်စေနိုင်မယ်လို့ထင်ခဲ့ပါတယ်။ဒါပေမဲ့သူတို့လွဲချော်သွားတဲ့အရေးကြီးတဲ့အချက်တခုရှိပါတယ်။ဘုံးဟာအော်ဒါတွေအတွက်တိတ်ပြီးရုန်းကန်နေရတာမဟုတ်ပါဘူး။ပြီးခဲ့တဲ့နှစ်ကဖြစ်ပွားခဲ့တဲ့ပြဿနာတွေရှိခဲ့ပေမဲ့ Boeing 737 Max လေယာဉ်တွေအတွက်ခုနှစ်နှစ်ကနေ14နှစ်အထိ order တင်ထားရတဲ့စောင့်ဆိုင်းစင်းရင်းတွေရှိနေပါတယ်။ ဆိုလိုတာကတရုတ်လေတောင်းလိုင်းတွေနောက်မှာတန်းစီစောင့်နေရတဲ့နိုင်ငံတွေအားလုံးဟာအခုတန်းရှိတ်ကိုရွှေ့လာနိုင်ပြီဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့တရုတ်ကအော်ရာတွေလက်မခံတော့လို့ပါ။ဒါကအိန္ဒိယမှာအတိအကျဖြစ်ပေါ်နေတာပါ။အဲအိန္ဒိယနဲ့မလေးရှားကလေတောင်းလိုင်းတွေကတရုတ်ကလက်မခံတဲ့ဒီလေယာဉ်တွေအတွက်ရှင်ပြိုင်နေကြတာပါ။ဒီဆုံးမဲ့ချက်တွေအားလုံးကတခုကို ရှင်းရှင်းလင်းလင်းပြသပါဗျ။တရုတ်မာနီဝါဒီတွေရှိမှတန်မာတဲ့ပုံရိပ်တစ်ခုဖန်တီးဖို့အတွက်ရှီကျင့်ဖြစ်တဲ့ CCP ဟာသူတို့ရဲ့ဆုံးဖြတ်ချက်တွေနဲ့ တရုတ်စီးပွားရေးကို ထိခိုက်စေနေပါတယ်။ပြီးခဲ့တဲ့ရက်သက်တပတ်နိုင်ငံတွင်သူကတရုတ်နိုင်ငံမှာဘောအင်းလေယာဉ်တွေကိုပိတ်ပင်ခဲ့ပါတယ်။ဒါပေမဲ့တရုတ်သမ္မတရဲ့လေယာဉ်ကိုယ်တိုင်ကဘောအင်းလေယာဉ်ဖြစ်နေတာပါ။အခုတရုတ်စီးပွားရေးဟာတိတိတတ်တာရုံးကန်နေရပါတယ်။အမေရိကန်ရဲ့ Twin Gun ရဲ့ဒီပါ30ရာခိုင်နှုန်းဟာတရုတ်နိုင်ငံကနေတိုက်ရိုက်ဖြစ်စေတွေ့ဝိုက်ဖြစ်စေလာတာပါအဲ့ဒီ twin gun တွေဟာတရုတ်နိုင်ငံမှာတယောက်ယောက်ရဲ့လာတာကိုပေးဆက်နေတာပါ အမေရိကန်တို့တရုတ်ကွန်မြူစီတွေဝယ်ယူဖို့တုံးဆွဲခဲ့တဲ့ပတ်စံတွေအားလုံးဟာတရုတ်စက်ရုံတွေကိုထောက်ပံ့ပေးခဲ့တာပါအဲ့ဒါတွေကတရုတ်လုပ်ခတွေကိုထောက်ပံ့ခဲ့တယ်လို့ CCP ရဲ့အခွန်ဝင်ငွေတွေကိုလည်းထောက်ပံ့ပေးခဲ့ပါတယ် CCP တရုတ်ကွန်မြူနစ်ပါတီဟာသူတို့ရဲ့ဝါဒဖြန့်ချိမှုမှာဘလောက်တောင်တော်လဲဆိုတာကိုထပ်မံပြသလိုက်ပါတယ်။ဘာကြောင့်လဲဆိုတော့သူတို့ကသူတို့ရဲ့စီးပွားရေးကိန်းဂဏန်းတွေကိုကျင်ညာခဲ့ပြီးအံ့ဩစရာပါပဲ။ CCP က900ခိုင်လုံးတိုးတက်မှုကြီးမန်းချက်ကိုတတ်မှတ်ခဲ့ပါပြီးအခွန်စစ်ပွဲတွေဖြစ်ပွားနေပေမဲ့ ် CCP ကအဲ့ဒီပြမှတ်ကိုထိခဲ့ပါတယ်။တရုတ်စီးပွားရေးဟာပြီးခဲ့တဲ့3လပတ်မှာ9.400ခန်းလုံးတိုးတက်ခဲ့ပြီးမျှော်မှန်းထားတာထက်ကျော်လွန်ခဲ့ပါတယ်။ဒါပေမဲ့ကလကာနောက်ကိုကြည့်ပြီးကိန်းကနန်းတွေကိုပိုနက်ဆိုင်သွားစူးစမ်းလိုက်တဲ့အခါဒီကိန်းကနန်းတွေဟာတကယ်ပဲမကိုက်ညီပါဘူး။တရုတ်ရဲ့တရံဝင်ပထမ3လပတ် GDP ခန့်မှန်းချက်ဟာ4.500ခန်းလုံးဒါမှမဟုတ်9.400ခန်းလုံးတိုးတက်မှုနဲ့မျှော်မှန်းထားတာထက်ကျော်လွန်ခဲ့တယ်လို့ထုတ်ပြန်ခဲ့ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။